ိမ်မူကိစ္စနိုင်နေပြီးအောက်သက်ကြီးတဲ့ဇနီးဖြစ်သူကြောင့်အဆဆရရအစဉ်ပြေတဲ့အိမ်နာဦးဘဝလေးကိုဖျက်ဆီးနေရတဲ့ဆိုတဲ့တရုတ်ဆောင်ဟေးဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဟေးဝေယံနဲ့ဆွေပြေသင်းတို့ကတော့ပြီးခဲ့တဲ့လပိုင်းရက်တွင်မှာပဲခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းပွဲလေးကိုကျင်းပခဲ့ပြီးအခုဆိုရင်တော့ပျော်ရွှင်ကြည်နူးဖေရာကောင်းတဲ့အိမ်နာဦးဘဝလေးကိုနှစ်ယောက်တစ်ဘဝဖျက်ဆီးနေကြတာပဲဖြစ်ပါတယ် တရုတ်ဆောင်ဟေးဝီယန်ဟာဆွေပြေးတဲ့ဇင်နဲ့အိမ်အောင်ကြပြီးနောက်ပိုင်းမှာမိဘတွေလက်ဖွဲ့တဲ့အိမ်မှာပဲဇနီးမောင်နဲ့နှစ်ယောက်ထဲအိမ်ခွဲနေထိုင်နေတာဖြစ်ပြီးအနုပညာအလုပ်တွေကိုလည်းဇက်တိုက်လောက်ကရင်ကိုပိုင်ဝင်ဝင်နဲ့ဘဝကိုအေးချမ်းစွာရည်တည်နေကြတာလည်းဖြစ်ပါတယ် အနုပညာရှင်ဆောင်တွဲတွဲဖြစ်တဲ့လို့နှစ်ပေါင်းများစွာပြည်သက်တွေကသဘောတူခဲ့ကြတဲ့ငယ်စဉ်ဆောင်တွဲလေးရဲ့နေစဉ်ဘဝလှူရှားမှုတွေကိုလည်းငယ်စဉ်ပြည်သက်တွေကအမြဲတမ်းအားပေးစားကြည့်နေခဲ့ကြတာဖြစ်ပြီးအခုတစ်ခါမှဆိုရင်လည်းအိမ်မူကိစ္စနိုင်နေတဲ့စနီချော်လေးကြောင့်စားရေးတောက်ရေးကအစားအစားစားရရအဆင်ပြေနေတဲ့တပ်ပုံလေးတွေကိုဟိဝင်းရဲနဲ့ဆွေပြေတဲ့ခြင်းတို့ကချပြလာခဲ့တာလည်းဖြစ်ပါတယ်။ ဆွေပြေသစင်းကအနုပညာအလုပ်တွေဇာတိုင်းလုပ်ရင်ကိုပိုင်ဝင်ငွေရှာဖေးနိုင်သူတယောက်ဖြစ်တယ်လို့အိမ်မူကိစ္စနိုင်နေပြီးချက်ရေးပြုတ်ရေးကအစားခင်မဖြစ်သူရဲ့ဝေယဝိဆရိအစုံကိုတိုင်းလောက်ကင်ပြီးတော့အစားစားရရဖြစ်စီပေးနိုင်တဲ့ဇနီးကောင်းတယောက်လည်းဖြစ်ပါတယ် ဒါကြောင့်မလို့လေဟိဝိယံတို့မိဘတွေဘက်ကဆူပြင်းတဲ့အိမ်အောင်ကျသွားတဲ့ဟိဝိယံအပေါ်မှာအဆာဆာရရာစိတ်ချပြီးအောက်သက်ကြီးတဲ့ချွေးမလောင်းလေးကိုရှာထားလို့ဂျီနူးပီတီဖြားခဲ့ကြရတာလည်းဖြစ်ပါတယ်။ဟိဝိယံနဲ့ဆူပြင်းသင်းတို့ရဲ့မင်္ဂလာဥပဝါလေးကိုကြည့်ရှုရင်ပရိသတ်တွေလည်းဂျီနူးမှုတွေကူးဆက်စေခြင်းလို့အခုလိုဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။